အေးထိန်ချုပ်ထားတဲ့ရခိုင်ပြည်ပုံနာကျွန်းကြောက်တော့ မရာဦးမင်းပြရတိတောင်နဲ့အန်စားတဲ့မြို့နယ်တော်တော်များများမှာငပြားယောဂအဖြစ်များနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကနေဧပြီလအတွင်းအေအေထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာငပြားယောဂဖြစ်ပေါ်သူပေါင်း400ကျော်ရှိလာနေပြီဖြစ်တယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနနဲ့နှိဆက်သူတွေစီကသိရပါတယ်။ကြောက်တော်မြို့နယ်မှာလည်းငပြားယောဂအဖြစ်များနေပြီးအာရခပြည်သူ့ကျန်းမာရေးဌာနကစေဝါကူတာမှုတွေပေးနေတယ်လို့ကြောက်တော်ဒေသခံတယောက်ကပြောပါတယ်။ လက်ရှိကတော့ဒီကြောက်တော်မြို့နယ်ဖက်မှာဆိုရင်ငှက်ဖျားကတော်တော်များများဖြစ်ကြတယ်ဗျเนาะ အဓိကတော့ဒီဖြားတာပေါ့နော်ဖြားတဲ့အချိန်မှာရှင်တွေကနေနေဆိုးလာရတယ်စိတ်ကြည့်တဲ့အချိန်မှာငှက်ဖြားတွေတွေ့ပေါ့နော်အဲ့လိုပုံစံမျိုးတွေကြောက်တော့မှဆိုရင်ထူးထူးပြန်ဒီကလတန်အထက်ပိုင်းတဲမှာတော့ပြိုက်တိုက်တော့အဲ့ဒီဖက်တွေမှာလေတော်တော်များများငှက်ဖြားဖြစ်ကြတယ်လို့ပြောတယ်ဒီနောက်ဒီမြို့ပေါ်နေတဝက်ပတ်ဝန်းကျင်တွေမှာလည်းတော်တော်များဖြစ်ကြတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်အေးအေးရဲ့ဒီကျမရဲ့ဌာနကတော့ဒီတင်းစက္ကန့်ရှိတဲ့နေရာမှာဆေးဝါးကူတာမှုတွေပေးနေတယ်လို့သိရတယ်ဒါပေမဲ့သိတဲ့တိုက်ပေါ်ဒီမှာဘောကတိကဆေးဝါးစကောစီလန်ကီပိတ်ဆို့ထားတဲ့ဆေးဝါး ောပြလမှုတွေရှိနေတော့ခက်ခဲကတော့ရှိကြပါတယ်။ဒေတာတွင်လက်ပံဆက်တွေရခက်ခဲနေတဲ့အပြင်စေဘွားတွေပြက်လက်နေသလိုဈေးကြီးပေးဝင်နေရတာကြောင့်ဒေတာခန့်တွေအနေနဲ့ဈေးကူတာဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။ ဒါကြောင့်အမ်မျိုးနယ်ကကြေော်တွေမှာလည်းစစ်ကူတာဖို့မတက်နိုင်တာကြောင့်မလိုလားအပ်တဲ့အသက်သေဆုံးမှုတွေများလာနေပြီးဇွန်လအတွင်းမှာသေဆုံးသူ30ကျော်လောက်ရှိနေပြီလို့အန်ဒေတာခန့်တယောက်ကပြောပါရင်အလားတူပဲရခိုင်ပြည်နယ်မင်းပြမျိုးနယ်ဖုန်သားချောင်းကချင်းလူမျိုးတွေနေထိုင်ကြတဲ့ကြေော်တွေမှာလည်းငယ်ဖြားရောဂါအဖြစ်များနေပြီးဇွန်လအစောပိုင်းကကလင်းငင်နေရောင်နဲ့တက်ကြီးရွှေအိုတယောက်သေဆုံးခဲ့တယ်လို့မင်းပြဒေတာခန့်တွေကပြောပါရင် ပြီးခဲ့တဲ့ဧပြီနဲ့မေလအတွင်းမှာလည်းငှက်ဖြားယောဂကြောင့်ကြောက်တော်မျိုးနဲ့တင်းမကျောကအသက်16နှစ်အရွယ်ဂရိတ်ွဲကျောင်းသူတယောက်နဲ့ပလဲဝေါမျိုးနဲ့သေးကုံကျောကအသက်30ကျော်အရွယ်ကျောင်းဆရာတယောက်တို့တေဆုံခဲ့တယ်လို့ကြောက်တော်ဒေသခံတယောက်ကပြောပါတယ်။ငှက်ဖြားယောဂဟာချင်းကတဆင့်ကူးဆက်တဲ့ယောဂတစ်ခုဖြစ်ပြီးမူဦးကာလနဲ့မူနောက်ကာလတွေမှာအဖြစ်များပါတယ်။ဒါပေမဲ့လေရခိုင်ကဆစ်ရှောင်းအများစုဟာမူရသည်ရောက်ရှိလာတဲ့အတိုင်းအမောကတွေလိုအပ်နေစေဖြစ်တယ်လို့ချင်းနေရန်ကကောက်ွယ်ဖို့အတွက်လေချင်းထ ောင်တွေဆောင်တွေအရေးတကြီးလိုအပ်နေစေပါလို့စစ်ဘေးရှောင်တွေစီကတည်ရပါတယ်ဒီစစ်ဘေးရှောင်တွေမှာဒီတပ်ခန့်တွေမှာဖြစ်များပါတယ်ပြီးတော့ဒီစနေရောက်ကလေးဆိုပို့ပြီးဖြစ်ကြတယ်ပေါ့နော်ငါပြပြီးတော့ဒီကုန်သည်ပြီးတခြားတစ်ဖက်ကနေပြန်ဆင်းလာတဲ့သူတွေဖြစ်များကြပါတယ်ဒီဘာကြောင့်ဖြစ်များလဲဆိုတော့ချင်းကိတ္တာတွေကြောင့်ပဲပြောမှာပေါ့နော်ဒီခုချင်းဒီမှာဒီရှိဆင်းရတဲ့သူတွေများတော့ဒီမူရတီကချင်းတော်ထောင်မင်းနိုင်တဲ့မိသားစုတွေလည်းရှိတယ်အဲ့တော့ပို့ပြီးတော့ကူဆက်လေတာပေါ့နော် ရခိုင်ပြည်နယ်မှာပြီးခဲ့တဲ့2024ခုနှစ်မိုးရသည့်ကာလတုန်းကလည်းငပြားရောဂါဖြစ်ပေါ်ခဲ့ပြီးသေဆုံးသူအယောက်20ထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။ကျွန်မကကိခိုင်ပါ။